အားလုံးပဲမင်္ဂလာပါဆော့ကောင်းညပြီးကြိုဆိုလိုက်ပါအခုတက်ဆက်ပေးမဲ့အစီအစဉ်ကတော့ကျွန်တော်တို့ဒီဒီနေ့ညမှာ1 championship friday ဖြစ်တရား6မှာရှင်ပန်ထိုးသက်ကြမယ်ကျွန်တော်ဒီမြန်မာပြည်ကစိန်လုံးကျောင်းနဲ့ထိုင်းမွေထိုင်း fighter ဖြစ်တဲ့ကျွန်တော် rock sasan တို့ရဲ့ပွဲကြိုအချက်လက်ကိုကျွန်တော်နဲ့ကိုစိုးညီတို့ကနေပူးပေါင်းတက်ဆက်ပေးလို့ဖြစ်ပါတယ်အခုမင်္ဂလာပါမင်္ဂလာပါညီလေးဟုတ်ကောဒါစိန်လုံးကျောင်းရဲ့ပထမဦးဆုံး1 championship ပွဲဦးတော့ပေါ့နော် အာပြောကြရရှိတာကဒီကစားသမားကိုဝမ်းချက်မယ်ရှင်မမိတ်ဆက်ခင်ကျွန်တော်ဒီဖြိုးဝေပေါ့နော်ဒီကလူတွေ VR fighter တွေနဲ့ဝမ်းချက်မယ်သူချိတ်ဆက်ပေးနေလို့ post ကိုတင်ထားတာရှိရဲအထက်မြမပြီးကကစားသမားတယောက်ဝမ်းချက်မယ်ရှင်မပွဲဥထပ်ပါမယ်ဆိုပြီးတော့နော်ထင်ကြီးတွေအများကြီးနဲ့ဖြစ်လာခဲ့ပြီးတော့မှဘသူမှမထင်မှတ်ထားတဲ့စိန်လုံးကျော်ကပွဲဥထပ်ဆိုပြီးဖြစ်လာခဲ့တယ်အဲ့တော့ဒီပွဲစဉ်နဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့နော်ဒီပရိသတ်တီးစင်နဲ့ထိုးနေတဲ့ဟာလေးကိုပတ်သက်ပြီးတော့အစပြောပြပါဦးဒီ ညီလေးဦးနာမေးွားတယ်မေးခွန်းပေါ့အားလုံးကတော့ကြော်စာဝင်လို့ထင်လားဘာလို့လဲတော့ကိုပြောဝေးရလဲတူလို့တူလို့ပေါ့ထက်မြတ်ပါဒီကဒါတော့ရှင်းပါတယ်ဝေးရလဲဝေးမှတရားဆိုတော့ခုနေ့ကတော့ဒီ promoter ဘက်ကတော့ပရိသတ်စိတ်ဝင်စားအောင်လုပ်ပါပဲအဲ့ဒါအောင်မအောက်ကနေမှဒီ live ဖို့ပြနေတဲ့အရာတွေပေါ့နော်ပေးစုံအောင်လုပ်တဲ့ဟာတွေကျွန်တော်ဒီဒီ Facebook မှာ reach တဲ့ပြီးတော့ animation ကောင်းအောင်ပြီးတော့ဘာဖြစ်ဖြစ်အဲအဲ့လိုအချောင်းမခိုင်မှာမနေ့ခိုင်မှာပြီးဆိုရေးတဲ့ဟာမျိုးတွေပေါ့အဲ့ဒါတွေရောအဓိကကြာတယ်အဲ့ဒါတော့တပိုင်းပေါ့နော်နောက်တစ်ခုကပြည့်သက်အနေနဲ့ ဝင်စဉ်းစားကြည့်တာပေါ့ဟုတ်ကဲ့ကိုလူကြည့်ကြတာမျောလဲလားဟုတ်ကဲ့အကျော်တော်ဝင်းသွန်တော့ပူကြည့်ကြတယ်ဒါမှန်တော့ဝင်းဆိုရင်တော့ဟိုဝမ်းမှာပူပြီးတော့ပြိဿကမြင်းကျင်တာမျိုးရှိတယ်အားဒီကြောင့်လဲပါမယ်လို့ထင်တယ်ဒါမဲ့ကာကန်ရှင်တွေကလည်းဒီဝမ်းလေတရားဝင်မကြင်ညာမချင်းသူတို့ပြောပိုင်ခွင့်မရှိဘူးကိုပြောခွင့်ပါပဲပေါ့နော်ဒီကိုတို့ဒီကလေးစနေနေ့ရတော့ရင်ဒီစိန်လုံးရောရစီရောက်တယ်စိန်လုံးရောင်းလဲလဲစကားပြောဖြစ်တယ်စိန်လုံးရောရဲ့ဆရာဦးမောင်နဲ့လည်း interview တွေပါလေဟိုစကားပြောပြခဲ့တယ်ဗောနော်ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့အဲ့တော့သူတို့ကိုယ်တိုင်တော်မှ confirm ဖြစ်တာကပြိုင်ပွဲထိုးဖို့ဒီမေလ2ရက်နေ့ပြိုင်ပွဲမထိုးခင်12ရက်13ရက်အလိုလောင်းမှာသူတို့ကိုယ်တိုင်ဒီချာပြပြအဲ့ဒီရှေ့ပိုင်းမှာတော့ထိုးကောင်းထိုးရမယ်106မှာပါမလား107မှာပါမလားအိမ်မှာပါမလား105လုံးရမယ်ပါလားမလားအလိုပေါ့နော်တူတော့တူတော့ပေါ့ဟိုကိုဖြိုးဝင်အနေနဲ့လည်းကိုထင်းတယ်သူမှလည်းပြောပိုင်ဝင်မရှိတော့ဘူးအတိအကျဟုတ်ကဲ့ အဲ့တော့ departure နေရာဒီလိုပေါ့နော်အဲ့တော့ fighter နှစ်ယောက်တည်ထားပြီး flyway မှာအဲ့တော့ကျွန်တော်ကိုနေပေါ့ဒီနေ့ဆိုတော့မနေ့ကတော့သူတို့ဆေးဆေး weight chain လုပ်တယ်ကစားသမားဒီစိတ်လုံးကြောက်ကတော့ hurricane test ကို weight cut ကိုအကုန်လုံးအောင်းတယ်အစီအပြေချော့မှုတွေဘာခက်ခဲမှမရှိဘူးကစားသမားနှစ်ယောက်ဒီ face off ကိုကြည်လိုက်တဲ့အချိန်မှာတော့ဒါတို့နှစ်ယောက်ဒါကတော့လည်းကွာပြီလေကိုအဲ့တော့ဒီစိတ်လုံးကြောအကြောင်းကိုပဲကျွန်တော်ဆာမေးအောင်ဒီဒီ fighter ရဲ့ထိုးပေါက်ကိုဘယ်လိုမြင်လဲပြီး one championship မှာဒါပွဲဥထွက်ဆိုတော့သူပါရင်ဆိုင်ရနိုင်တယ်ကို စိန်လုံးကျော်ကအကြမ်းမင်းသုံးသန်းလို့ရှင်ပြည်တွင်းမှာသူတို့အတန်းမှဆိုရင်ကစားသမားကောင်းတွေရှိတယ်ကိုတို့ပြည်တွင်းမှာဆိုမိုးထောင်လို့ရှိတယ်မင်းကျော်လို့ရှိတယ်စူပါရေချမ်းလို့ရှိတယ်ဒေသမောင်လို့ရှိမယ်အဲ့ဒီကစားသမားတွေတော်တော်များများလဲကောင်းပါတယ်ဆိုလဲကစားသမားတွေတော်တော်များများလဲစိန်လုံးကျော်ထိုးထားတယ်စိန်လုံးကျော်လည်းမိုးထောင်ပွဲဖြစ်ဖြစ်စိန်လုံးကျော်စူပါရေချမ်းထိုးခဲ့ပြီးတော့အဲ့ဒီပွဲတွေအကုန်လုံးကပြည့်သက်ချိုက်တယ်ဟုတ်ကဲ့အမစိန်လုံးကျော်တို့မနိုင်ခဲ့ဘူးတော့မနိုင်လားတပိုင်းဒါပေမဲ့ဦးနာကစားသမားတွေကိုမိုးထောင်အောင်လို့စူပါရေချမ်းလို့ဆိုရလဲ ဒီ1မှာ type in အောင်မြင်မှုရတယ်ဟုတ်ကဲ့ဟိုနာမည်ရပြီးသားကစားသမားတွေပေါ့နော်အဲ့ဒါတွေနဲ့သူကောင်းကောင်းထိုးထားပြီးသွားပြီအဲ့ဒါလေးကိုမနိုင်သီးတိုက်အောင်ပြည့်သက်လက်ခံလို့ရတဲ့အနေအထားတစ်ခုဒီသူကစားထားတာတွေ့ရတယ်သူပြည်လို့အနေအထားမှာဒါအရင်ပွဲတဲ့နေပေါ့နော်အဲ့တော့စိတ်လုံးကြောကပုံမြင်လာတော့အရင်ဟိုဘလို့ခေါမလဲဆိုအရန်နေတဲ့ကစားသမားတွေမှာမပါဘူးသူ့မှာကောင်းွက်တွေရှိတယ်အားလဲချက်လေးတွေရှိတယ်လို့ကောင်းွက်တွေလည်းရှိတယ် အဲ့ဒီဟာတော့အချမ်းမြင်မောဆင်အောင်ရောနဲ့ပတ်သက်ဟုတ်ကဲ့ဘူးတူရဲ့ပြန်ပဲပေါ့လေဒီ rose sand နဲ့ပတ်သက်ပြီးတော့ဘာတွေသိထားလဲဘူးဒီ rose rose sand နဲ့ပတ်သက်လို့တော့ဒီစိန်လုံးကျောင်းနဲ့တွဲတိုင်းတည်ရင်ဝင်ထွက်လာမှလေးလာကြည့်တာပေါ့နော်လေးလာကြည့်တော့ဘာတွေ့လဲဆိုရင်သူ16နှစ်ပဲရှိသေးတယ်လူငယ်လေးတယောက်ဒါပေမဲ့အရက်က9ပြဆက်လာမှရှိတယ်ဝမ်းမတော်ဝဲထိုးဘူးတယ်အမှန်နဲ့နိုင်လာတယ် separate decision လည်းသူနိုင်လာတယ်ဒါအပြင်သူမွေထိုင်း record ကဘယ်လောက်လောက်ရှိလဲဆိုပွဲ60လောက်ရှိထားတယ်သက်16နှစ်ဆိုပေမဲ့ အထဲမှာနိုင်ပွဲက40ကျော်လောက်ရှိတယ်ရှုံပွဲက20လောက်ရှိတာတွေ့ရတယ်အဲ့ဒါကြီးအချက်တွေကတော့တာမန်ချက်တွေပေါ့သွားတတိထားမိတယ်သူ့ရဲ့အရက်9ဘီဆယ်လမ်းမဆိုလေဟာကြီးဟုတ်တယ်ဟာဘီဆယ်လမ်းလဲလိုက်ရတို့ထင်ရှားဖြစ်တယ်ဟာဘီဆယ်လမ်းဆိုတော့ဒီ flight weight တန်းဒါ weight တန်းအသေးလေးမှာပါတယ်135 135ပေါင်းတန်းဒီမှာ9ဘီဆယ်လမ်းမနဲ့သူ weight ဘယ်လိုချထားလဲဟုတ်တယ်ဟိုတခုစိုးရိမ်မိတာဘင်လန်ဝိတ်တန်းမှာနဘီလိုမျိုးပေါ့နော် ။ तू ကလည်း flyweight တိုင်းရဲ့နဖီးများဖြစ်လာမှာ။ तू ရမောင်းနဲ့ဒီလိုမျိုးကိုလိုတိတလောက်ကဒီ flyweight တိုင်းမှာဆို rotation လို့ရှိတာထား။ rotation လို့တော့၅ပြ6လောက်ပဲရှိတာ။ဟုတ်ကဲ့။အများစုဒီ၅ပြ၄၅ပြ၅၅ပြ6 5ပြ9အဲ့ဒီဝင်းကျင်နေများတယ်။ तू က၅ပြ၁၀ဖြစ်နေတယ်။အဲ့ဒါ तू ရဲ့အားသာချက်တစ်ခုဖြစ်နေမလား။သိဝင်စားစရာပေါ့နော်။အဲ့ဒါလေးတော့တတိထားမိတယ်။ဟုတ်ကဲ့။သူတို့ကစားဖို့နဲ့ပတ်သက်ပြီးတော့ဘလို့မြင်လဲသူလိုနေ Rosser Sand ကပေါ့နော်ဒီအရမောင်းကောက်ရှေးရဆိုတော့ဟာနဲ့ပတ်သက်ပြီး သူကတားပုံကတော့ဒီဝမ်းမှာတော့သူကတားဝရာနည်းနည်းလေးကြာသွားပြီပြီးခဲ့တဲ့နိုဝင်ဘာဒီဇင်ဘာလောက်ကတပွဲထိုးသွားတယ်အမှန်လည်းနိုင်အဓိကတော့သူကဒီ flight တိုင်းမှာကတားနေတာသူ့ရမောင်းရဲ့အားသာချက်ကိုသူသုံးထားခြင်းလို့အဓိက distance ကို control လုပ်ခြင်းနဲ့ free အတာယူခြင်းနဲ့များသောအားဖြင့်အမှတ်ပေးပုံစံမျိုးသူတွားခြင်းနဲ့အဲ့ဒါဒီဝမ်းမှာကတားဝရဲ့ဟာကိုကြည့်ပြီးပြောတာဒါပေမဲ့သူမွေထိုင်းပွဲတဲ့နေလို့သူကတားခဲ့တဲ့ပွဲဟောင်းလေးလေးကိုပြန်ကြည့်တဲ့ခါကျတော့ဘာသာတွေ့လဲဆိုရင် ူဒီရှုံးပွဲတွေမရှိဘူးမဟုတ်ရှိတယ်ဒီဆယ်ပွဲကျော်ပွဲ20နီးပါသူရှုံထားတဲ့ဟာတွေရှိတယ်သူတစ်ခါမှအလဲလို့ခံရမှာမရှိဘူးနိုင်တဲ့ပွဲတွေမှာတော့အလဲဖို့တွေနဲ့နိုင်တယ်ကောင်းလာကစားပြီမဲ့အဲ့တော့ဘာသာသတိဟာမိလဲဆိုတော့ကောင်းလာကစားတက်ကစားသမားဆိုမဲ့သူကအလဲလို့ပါပါလို့လေးရှိတယ်အဲ့ဒါလေးကိုတော့တည်ထားပါတည်ထားပါဘောနော်ကဲကျွန်တော်ဒီစိန်လုံးကျော်ပဲဘောနော်စိန်လုံးကျော်ပဲပြန်သွားရဲစိန်လုံးကျော်ကဘယ်လိုမြင်လဲဘော ဒီစိန်လုံးကျောရဲ့ထိုးပေါက်တွေကတော့ခုနကကိုပြောပြောသလိုပေါ့အမိုးထောက်အောင်လို့ဘာလို့ဒီတွင်မှာလားဒီတွင်မှာတော့သူကစားမကောင်းတယ်အများကြီးဝင်ဆိုင်ဦးလေနောက်ထိုင်း1မှာခုမှသာထိုးမယ်သူလည်းဓာရင်းမှုလိုပေါ့မှာထိုင်းနေပါနဲ့ထိုးဘူးလားရှိတယ်နိုင်ဘူးလားမျိုးတွေရှိတယ်အဲ့တော့အတွေ့အကြုံမှာရတော့စိန်လုံးကျောကလည်းမဲတော့မနေဘူးဒီတွင်မှာသူတော်တော်ဟိုသူ့တန်းမှာသူကစားမကုံတဲ့လောက်ကိုသူထိုးထားတာပေါ့နော်အတွေ့အကြုံမှာရတော့မစိုးရင်စိုးရင်လားရမောင်လေးနည်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 း နောက်ပြီးတော့ပွဲလေးနည်းနည်းဝေးနေတယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ဒီဇင်ဘာထင်တယ်။ဒီနယ်ပွဲမှာသူတကြီးဝေးထိုးပါတယ်။အဲ့နောက်ပိုင်းသူပွဲမတွေ့ရတော့ဘူး။ဟုတ်ပါဟုတ်။နော်။ဒီဇင်ဘာကလည်းအခုဆို9လပိုင်းဆိုတော့9လလောက်ဖြစ်သွားပြီ။9လပဲနဲ့။အဲဒီလတော့9လနီးပါပေါ့။သူပွဲဝေးနေတယ်။အဲ့ဒီဟာလေးကတော့ကိုသတိထားမိတဲ့ချက်သူနဲ့ပတ်သက်လို့ဒါထဲမှာပွဲလေးစီစဉ်ခဲ့ပြီးမဲ့သူပွဲပြတ်သွားတာမျိုးတွေရှိတယ်။နောက်ပြီးတော့1မှာထိုးခွင့်ရဖို့ကလည်းသူအစိုးရရဲ့ဂျူတင်ပြင်ဆင်နေတာမျိုး။ ရှိတယ်တပ်ပံဝင်လို့မတိုင်ခင်လည်းကိုလိုသတင်းကြားတာပေါ့နော်ဒီစိန်လုံးချော့ရဲ့ဆရာဆရာမောင်ပြောတာတွေလည်းဟုတ်ကဲ့ပြောရဲအဲ့ဒီသူတို့တင်ထားတာကြားပြီဘယ်တော့ကြားလာမလဲဆိုတာဒါမသိတာအဲ့တော့သူတို့ပြင်ဆင်နေတယ်ပေါ့အဲ့လိုပြင်ဆင်လာတာပြင်ဆင်ပြီးတော့ဒီပွဲကိုစောင့်စောင့်နေတယ်ပေါ့နော်ဟုတ်ကဲ့ဒီပွဲကမွေထိုင်းကောင်းမြောက်ပဲရှိပြန်မှာပေါ့နော်အခုခုနပြောဦးရဲဒီမန်နီမှုပွဲမှာထိုင်းနေနေထိုးဦးရဲအာပရစ်ဟာပရစ်နေပရစ်တက်ရှိမှာပေါ့နော် ိုးတယ်ဒါဒီပွဲကကြတော့ကျွန်တော်ပြိတ္တ atmosphere ကွာသွားမယ်လို့ကျွန်တော်ထင်တယ်ပြိကျမ်းမှာပွဲဝင်နေရလည်းရှိတယ်သူပြင်ဆင်နေရပဲဘယ်လိုပဲပြင်ဆင်နေရပဲပြောပြောပေါ့နော်ပွဲဝင်နေရနံပါတ်1ကနံပါတ်2ကကြတော့ဒီသူ atmosphere အတက်မှာပေါ့နော်နေရာအတက်မှာသူရှင်ပြန်ရမှာပြဒါသူ့ရဲ့ပွဲဥထွက်လည်းဖြစ်နေရပေါ့အဲ့တော့သူဘယ်လိုပဲပြင်ဆင်ထားရပဲဆိုဆို အခက်ခဲဖြစ်လာနိုင်တာဝိုင်းချက်တွေဒီပြိုင်ပွဲအစ်နေပဲတစ်ခုနေပဲတစ်ခုကိုစပြီးရှောက်တဲ့ချိန်မှာတော့ဘယ်လိုပဲမဆိုသူကျင်နေနေတဲ့နေပဲမှာတော့လို့တော့မဟုတ်ဘူးအဲ့ဒါတော့ပိုခက်ခဲမှာပဲဒါပေမဲ့လေအဲ့ဒီဟာကြောင့်သူ့အတားအဆီးဖြစ်သွားမယ်လို့တော့မထင်ဘူးဥမာဆိုရပါလို့မိုးထအောင်လို့မင်းကြော်သားတို့ဇိုးလင်းဦးတို့ဒါသူတို့ဆိုလဲဝမ်းကိုပွဲဦးတွက်နေမှာလေအနိုင်နေပဲအဲ့လိုမျိုးပေါ့နော်ဟိုပွဲဦးတွက်မှုလို့ရှောက်မဲ့သူတို့မျိုးတော့ မဟုတ်ဘောเนาะရှေ့မှာဝမ်းမသွားထိုးတဲ့ကစားသမားတွေမြန်မာကစားသမားတွေရှိတယ်သူတို့တည်လဲဝမ်းရဲ့ပွဲဥရအကူငါစထိုးဘူးလဲဆိုမဲ့9နဲ့နိုင်နိုင်နဲ့အေအခြေနိုင်နိုင်နဲ့လက်စွမ်းရှိလို့ရှင်နိုင်ခဲ့ကြပါပဲဗောနော်ဟုတ်ကဲ့အဲ့တော့ဒါကတော့ဖိတ်ဒါအသိဖြစ်မှလို့မထင်ဘူးမထင်ဘူးဗောနော်အဲပြီးဒီစိတ်လုံးကျိုးရဲ့အာသာချက်ပြီးကျွန်တော်တို့သတိထားမိလောက်တဲ့ထိုးလုံးတက်ကွက်ဘာရှိလဲဗောစိတ်လုံးကျိုးကတော့ဒီပြင်းပွဲတွေမှာ ထိုးနေတဲ့ဟာကတော့သူကတော့လက်သီးပေါ့နော်အဓိကလက်သီးတွဲလုံးနေကောင်းအောင်နေဖောက်မနဲ့ဖောက်မနဲ့ထိုးတယ်လက်သီးတော့လှတယ်အဲ့ဒါတော့သူအဓိကအားသာချက်ပေါ့အခုဒီဘွဲမှာလည်းကိုမြင်တာကလက်သီးပဲသူထိုးရမှာပဲဟုတ်ကဲ့သူအလဲရူပါဝါရောဘယ်လိုထင်လဲသူကခြေမဲပြိုင်မနဲ့တွေးရမှာဆိုတဲ့အခြေအနေပေါ့အလဲရူပါဝါကတော့ဂီရင်းပွဲစဉ်တွေမှာကစားဝါတာတွေကိုကြည့်မယ်ဆိုရင်အလဲရူပါဝါပိုင်းမပါဝါပိုင်းမှာတော့နည်းနည်းအားလေးချက်ရှိတယ် မမူထအောင်လို့ပါတော့ရှင်လိုက်လို့ရှင်ပါတော့ဖူပါရေချမ်းလို့ရှင်လိုက်လက်သီးထွက်တွေကောင်းတယ်ဒါပေမဲ့ပါဝါဘိုင်းရောက်နေနေရောပါဟုတ်အဲ့တော့သူကလက်သီးထွက်လာတယ်ကောင်းတယ်ပါဝါဘိုင်း damage ဘိုင်းမှာအားနေချက်ရှိသူပြိုင်ဘက်ကကြတော့အကောင်နာဆော့တယ်ဒါပေမဲ့ damage ကောင်းတယ်ဒီ PC ပြီးလက်ရှိအခြေအနေပေါ့နော်အဲ့ဒီခုကထုတ်ကဆွတ်နိုင်မလားဒါမှမဟုတ်အဲ့လိုအခြေအနေရမယ်စိန်လုံးချောပူပူရုံးကန်ရစီနိုင်သလားဒီအမောင်းတွေထိုးွက်တွေရာဆိုတော့ကို့အမြင်ကတော့စိန်လုံးချောနည်းနည်း ခတ်တော့ခံမယ်ဟုတ်ကဲ့ဒါပေမဲ့ဒီပွဲစဉ်ဟာစိတ်လုံးကျော်ဟိုဒါကတော့အခုညီလေးတို့နဲ့ကတော့ official ပေါ့နော် interview လုပ်တာဒီပွဲစဉ်ထွက်လာတဲ့အချိန်နီးစက်တဲ့လူတွေလည်းပြောတယ်ပြောပြောပြောတယ်ပြောဖြစ်တယ်ပေါ့ဒီပွဲစဉ်အကြောင်းမြေကြီးတွေစိတ်လုံးကျော်ပွဲကြက်လာကိုမြင်ရတော့အညာပွဲမကြက်ဘူးဒါပေမဲ့ပွဲချောင်လာလို့မင်းရယ်ပွဲချောင်ရေမချောင်ဟုတ်တယ်လူနေခက်ခဲနိုင်တဲ့အချိန်တွေမှာတော့ရှိတယ်ဗောနော်ဒီသူ့ရဲ့အကောင်းဆုံးလက်နက်တွေသူ့ရဲ့ ဒီစွမ်းဆောင်ရည်တွေကိုသူပြနိုင်လို့ရှင်သူနိုင်မယ်အဲ့လိုမဟုတ်ဘဲနဲ့ဟိုဘက်ကသာသမာအကြအထိုးခံရမယ်အကန့်ခံရမယ်ဆိုသူရှောင်းဟုတ်တယ်ဟုတ်ဘူးကျွန်တော်ဆိုရင်တာတစ်ချက်ပေါ့ကျွန်တော်ဆိုရင်တာဆိုတာဒီအတွေးမိရတစ်ချက်ကပြန်ဘက်ကအနေအထားကောင်းတယ်ဗောနော်ဒီကကြောက်လဲလက်သီးပဲထိုးနေရဖြစ်တဲ့အတွက်ဒီဘယ်လိုပြောဖူဘက်တွေမနေနဲ့အနေအထားမျိုးတွေကိုမြင်ရတော့အဲ့အချက်ကပဲဒီဘယ်လိုပြောလဲအလဲထိုးနိုင်မှုကိုတော့ခက်ခဲသွားမလားဆိုတဲ့ဟာမျိုး ဓိကတော့ဘုလိုယူရလက်ဝိသမားတွေသွားလို့ရှိရင်ဝမ်းမှာလက်သီးရဲပေါ့နော်အဓိကလက်သီးရဲအာပြူတယ်မိုးထောင်းအောင်လို့လည်းလက်သီးနဲ့ပဲနိုင်တယ်ဆိုလင်းဦးနိုင်တယ်ပွဲတွေလည်းလက်သီးနဲ့ပဲစူပါကြီးချမ်းနဲ့စိုင်ထိုးပြိုင်ထိုးပဲဟိုအဲ့တော့ဘာတစ်ခုသာတတိထားရမလဲဆိုတော့ဒါကတော့ကိုကအမီးပြလည်းမဟုတ်ပါဘူးယူရလက်ဝိကိုတိုင်းထိုးနာလည်းမဟုတ်ဒါပေမဲ့ကိုကြည်တယ်ကိုတွေ့ကြုံများနည်းနည်းလေးကြံပေးနေတာကိုပါကောင်းတယ်လက်သီးကောင်းတယ်အဲ့လက်သီးကိုဘယ်လိုထိုးမလဲထိုးခွင့်ရအောင်ဘယ်လိုလုပ်မလဲ လက်သီးတကန် distance ဘလို့ဝင်မလဲကိုဝင်နိုင်ကိုထိုးနိုင်လို့ရှင်ကိုနိုင်ပါဘာဖြစ်ရမလဲဟိုလက်သီးပဲထိုးနေလို့အားလဲဝါတာမျိုးရှုံးဝါတာမျိုးတော့မဟုတ်ဘူးဒီ1မှာပဲကိုတို့မြမယူရလဲဟိုဇမားတွေသွားတယ်နိုင်ပွဲတွေရတာရလာတယ်ဆိုတော့လက်သီးလက်သီးလက်သီးကြောင်းလဲဟုတ်ယူရလဲဝေးရလက်သီးလေးကြောင်းလဲအစိမ်လုံးကြောက်ရလဲသူလက်သီးအားကောင်းတယ်သူအားသာချက်ကဒီလက်သီးချက် တွေတွဲလုံးတွေ1 2တွေအဲ့အဲ့ဒါတွေကိုဘယ်လိုထိုးထိုးလို့ရအောင်လဲဆိုတော့ဂိမ်းပလန်ပေါ့နော်အဲ့ဂိမ်းပလန်အတိုင်း သူကသားနိုင်သူနိုင်ပါပဲဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်အလောတရှိမှာတော့ကျွန်တော်ပေးရတာပါလေအကိုပြပြဆိုဆိုဖြေခဲ့ပြီးလို့ယူစားတယ်ဒီပွဲကြုံနဲ့ပတ်သက်ပြီးတော့အကိုထပ်မံဖြည့်ဆွတ်ပြောချင်တာရှိသေးလားပြဒီစိန်လုံးချောပါကိုသိသလောက်သူတို့ပွဲစဉ်အတီဖြစ်တာကတော့ဆယ်နှစ်ရက်လောက်ပဲသူတို့ချိန်ရတယ်လို့ပြောတယ်အဲ့တော့တမန်ငါတစ်ချက်ငါကြည့်လို့ရှိရင်တော့ပြည့်စည်ရမ်းနေတယ်ပေါ့နော်ဒါပေမဲ့ကိုကတော့အဲ့လိုမဟုတ်ဟိုမမြင်ဘူးဘာကြောင့်လဲဆိုတော့သူတို့စီလဲကိုရောက်တယ်စကားပြော ပြောပြတယ်ပြောပြတော့သူတို့တကယ်လုံနေတာဟိုကလောက်ထဲကလုံနေတာပြီးခဲ့တဲ့နှစ်လပိုင်းလောက်ထဲကဝမ်းချမ်းပြန်ရှင်းသူကပွဲစင်းလာဘဒုံနဲ့ထိုးရမယ်ဆိုတာကမသိသေးတာဝမ်းချမ်းပြန်ရှင်းမှာထိုးရမယ်အဲ့မှာ register တင်ထားတယ်အဲ့အဲ့အဲ့ဒါကြီးအကုန်လုံးကအဲ့ချိန်မှာလည်းလုတ်ပြီးသွားတယ်အဲ့မှာစိန်လုံးကျောပါဒီရန်ကုန်မှာဒေးကျင့်နေပြီဒီကေကလန်မှာပေါ့နော်ဒီတိမ်ယူကျောမှာအဲ့ချိန်နေကသူတို့တက35ဝမ်း fly weight အတွက်ကိုချိန်ပြီးတော့တူတူခြားခြား wake up လုပ်တယ်အစားတောက်တွေရောပါလေရောတေချာစနေတကြကလာတယ် ဒီပြိုင်ပွဲမထိုးခင်ကိုထင်လေဟိုဟာလောက်ထဲရအောင်ဆယ်ရက်လို့လောက်ထဲရအောင်ဒီပြိုင်ပွဲထိုးရမယ် fly weight တက်ကိုသူတို့2ပေါင်လောက်ပဲကြောတယ်ဟုတ်အဲ့ဒါကြောင့်မို့ဒီနေ့မနေရဆိုရင်စေစစ်ဝိတ်ချင်းလုပ်တယ် hydration တက်လုပ်တယ်နှစ်ခုလုံးကသူ AC pass ဖြစ်သွားတယ်ဘာကြောင့်လဲဆိုတော့ဒါသည်အချိန်ယူပြင်ဆင်ထားတာအချိန်ယူပြင်ဆင်ထားတဲ့အကျိုးကျေးဇူးတွေကိုတော့စိန်လုံးကျော်ဒီပွဲမှာပြနိုင်မယ်လို့ထင်တယ်နောက်တစ်ခုကဒီသူတို့ပွဲစဉ်ထွက်လာတဲ့အချိန်မှာစိန်လုံးကျော်စိန်လုံးကျော်ရဲ့ဆရာ ဆရာမောင်ရောဒီပြိုင်မတ်အကြောင်းကိုတေချာတို့ YouTube တို့ဘာတို့ကနေရှာတယ်လေးလာတယ်ထိုးလုံးထိုးပါဘူးအဲ့တော့ဘလို့ပြင်ဆင်မလဲဆိုတော့ game plan တွေကိုလည်းတေချာလုတ်ထားတာမျိုးတွေ့ရတယ်အဲ့ဒါလေးရတယ်အာသတ်တယ်မှာဖြစ်လာနိုင်မလားမျောလင်းမိတယ်ဘာကြောင့်လဲဆိုတော့ရွေးရတဲ့ဝိသမားတွေ1မှာပဲတင်ပြီးခွန်ခမာပဲဖြစ်ဗမာပဲထိုးလို့ရွေးရတဲ့ဝိသမားတွေကိုဒိုင်းစီခြင်းတယ်ဘလို့နီးနေနိုင်မလဲဟုတ်ကဲ့အဲ့ဒါလေးကိုလိုက်စဉ်းစားကြည့်တယ်မျောလင်းမိတယ်ပေါ့နော်ဒီလိုမျိုးပဲစိန်လုံးကြောသည်ဒီပွဲစဉ်မှာလွယ်လွယ်ကူကူနဲ့မဟုတ်ရင်တော့မှ အနိုင်တော့ရသေးချင်တယ်ဝယ်ဥပမာအရင်သူ့ရဲ့ရှေ့မှာသွားထိုးခဲ့တဲ့မြမယူရလဝိသမားတွေဝမ်းမှာလက်စွမ်းပြခဲ့သလိုပွဲဥတွက်မှာနိုင်ဝဲတွေရခဲ့သလိုစိန်လုံးချော့ကိုလည်းနိုင်သေးချင်တယ်နိုင်မှုအတွက်လည်းသူအကြသူအားသာချက်ဖြစ်တဲ့လက်တီတကန်းအကွာ distance ကိုသူချိန်နိုင်ပါသေးလို့မျှော်လင့်တယ်ဟုတ်ကဲ့ပါဘောအခုဆိုဖိဖိဆိုဖေးချပေးခဲ့ရအောင်ပြည်သက်တွေဒီနေ့လည်းကျွန်တော်အားလိုက်မယ်လို့ယုံကြည်ပါတယ်ဗျ